အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aurora Garden Channel လေးကနေပြီးတော့အပြန်လဲကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 32နည်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆန်လန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆန်လန်လေးရဲ့ဇော်တိကိုကြည့်ရှုအားပေးကြပါအောင်နော်။ကလေးဘွားတို့ကအမတ်တရားကောင်းတွေပရိသတ်တို့မှရှိကြလား။ကျမမှတော့ရှိပါတယ်။ကျမမိဘတွေကပိတ်ရက်ဆိုရင်အေးအေးဆေးဆေးနေရာတစ်ခုကိုရှာပြီးတော့အပန်းဖြစ်တတ်ပါတယ်။ စွန်လေးတချွန်းဖို့ကခက်လန်လန်တဲအိမ်တွေလိုမျိုးလေကျမကတော့ကန်းချီကခီးကွန်လီကိုကောက်နေတာပေါ့အဖေကတော့ငားမြရယ်ပြီးတော့ညနေလောက်ဆိုရင်မမေကတံမြရည်အေးအေးလေးကိုဖြုတ်ပေးတတ်ပါရယ်မိပုံမိမသချင်းတွေတူတူဆိုကြတာပေါ့တလောကလုံးမှာကျမက အပျော်ဆုံးကလေးဖြစ်လိမ့်မယ်ထင်တယ်ဂျာပင်မဲနှစ်တွေလဲကြာရောကျမနဲ့မိဘတွေဂျာကဆက်ဆက်ရေးကတဖြည်းဖြည်းနဲ့ချင်းနေတဲ့နွားတို့တပူလို့ဖြစ်လာခဲ့ပါရယ် ကျမတို့အေဂန်နဲ့ကမိသားစုပုံကကျမတို့တွေပြောခဲ့ဘူးတာဆိုတော့တက်တွေတခုဖြစ်ပဲရှိပါတော့တယ်။ Hi ကျမနာမည်ကခဲလီပါကျမတို့မိသားစုကမိုင်ယာမီကမ်းခြေနဲ့အသင့်မွေးတဲ့နေရာမှာနေကြပါတယ်။တဲတောင်ပြင်းလေးတွေအုံပင်လေးတွေနဲ့ဒုက္ခပုံလေးကြနေရပဲ။ကျမဆိုနေတိုင်းကမ်းခြေပါတီတွေတွားတယ်။ရှူလာရှော့စီစီတယ်။ဒါပေမဲ့အဲ့ဒါပဲအမှန်တော့မဟုတ်ပါဘူး။ကျမရဲ့အဖေကတော်တော်လေးကိုစီကမ်းခြေရ။ပြီးတော့ကျမတို့ကိုဆိုရင်လည်းဘာမှကိုပေးမလို့ပါဘူး။ကျမ အပိုပြောနေရမဟုတ်ဘူးနော်သူကကျမတို့ကိုကန်းကြီးကိုမသွားခိုင်းတဲ့အပြင်လူသားသူကြတဲ့ပီကနီနဲ့လည်းမသွားနဲ့ဖွာလည်းမလုပ်နဲ့ဆိုပြီးတော့ကျမကိုပြောတတ်ပါတယ်အသားတွေကိုတအားဖော်ပြတဲ့အဝိစားတွေကိုကျမတို့ဝတ်ခွင့်မရှိပါဘူးရှာသည်ဥဒုကပူအိုက်ပြီးတော့လှောင်မြိုက်နေနေတာမှကျမတို့ကဝတ်ခွင့်မရှိပါဘူးကျမနဲ့အမေကိုမိတ်ကပ်လည်းလိမ်ခွင့်မရှိဘူးဆိုရှယ်မီဒီယာလည်းသုံးခွင့်မရှိပါဘူးပြီးတော့ရွှေလင်နာကိုလည်းကျမတို့ကိုကန့်သက်ထားသေးပါတယ် ရှယ်လင်နာဆိုရာကအရှော့စီးတဲ့သဘောတမဝါတွေပါနေပါတယ်။ရှင်နဲ့ပတ်သက်တဲ့အားကစားတမျိုးလေး။သိချင်ပြိတက်တို့ Google မှာရှာကြည့်ကြနော်။အဲ့ဒီအားကစားကအတော်လေးမိုက်ပါတယ်။ဒါပေမဲ့အဆိုးဆုံးကိစ္စကဘာလဲဆိုတော့အမေကအဖေပြောသမျှကိုအကုန်လုံးလိုက်နာတာပါ။သူဆိုတက်လက်ပိုင်းအရွယ်တုန်းကအမတ်ကျရကိုဘာမှပုံမလုပ်ခဲ့ရပါဘူး။ဒါပေမဲ့တနေ့လေရောက်တော့ကျမရဲ့ဘွားကြီးကအစားထိုးမှုမျိုးဖြစ်ပြောင်းလဲသွားပါတယ်။ကျမကကျောင်းဆောင်မှုဘွဲတစ်ခုအတွက်ကိုပြင်ဆင်နေပါတယ်။ လုံနေကြအတိုင်းကန်းချစ်ကိုလှမ်းပြီးတော့ငီးနေတာပေါ့ရေလွာလျှောက်စီးတဲ့အဖွဲတစ်ခုကရှာလာပြီးတော့သူတို့ကိုကျမအဲ့ဒီနေရာမှာညတိုင်းတွေ့ရပါတယ်သူတို့ရဲ့စတန်ကွက်တွေကအရှမ်းကိုလှမ်းတယ်ပြီးတော့အဲ့ဒီစတန်တွေကိုလည်းဖုန်းတွေနဲ့မှတ်တမ်းတင်ထားချသေးတယ်အာနီကသူတို့ကြားထဲမှာအမိုက်ဆုံးပါအိုးပင်လယ်နဲ့ပြားရယ်သူတို့တွေကရေလိုင်းတွေရဲ့ပြင်နေပဲကျမလည်းသူတို့လိုမျိုးလွတ်လွတ်ချင်လိုက်တာရုတ်တရက်ပင်ပြဖို့ကြောင့်လည်းမကန်တွေကိုကြောက်ကြရတဲ့အတန်ကြားလိုက်ရပါတယ်အဖေနဲ့အမေကရန်ဖြစ်နေကြတယ် ဒါပေမဲ့အဲ့ဒီတုန်းကအမေကအဖေထက်ကိုအတန်နေပို့ပြီးတော့ကျင်းနေခဲ့တာပါ။ကျွန်မရှိကိုကိစ္စတော်တော်များများသိခံပေးလို့ရတယ်။ဒါပေမဲ့ဟိဆက်တာကိုညံ့နေလို့ပြောရပြောကြည့်။ကျွန်မလုံးဝကိုသိမခံဘူး။ကြည့်ရတာအဖေပြောလိုက်တာကတော်တော်လေးကိုလွတ်သွားပုံပဲ။အမေရဲ့တိခတ်စိတ်တွေကကုန်ပြီထင်တယ်။အမေလည်းအရန်ကိုဒေါသထွက်သွားပြီးတော့အဖေကိုအိမ်ထဲကနေကန်ထုတ်ပြီးတော့ပြောလိုက်တာက question စာချုပ်ပို့လိုက်မယ်ရက်။အဲ့ဒီနေ့မှာပဲကျွန်မအဖေလည်းသူ့ရဲ့အထုပ်ပိုးတွေကိုပြင်ဆင်ပြီးတော့အိမ်ကနေထွက်သွားပါတော့တယ်။ ကျမအမိအတွက်အရန်ကိုခုံယူတာပဲနောက်ဆုံးတော့သူ့ဘဝကိုသူစိတ်ကြိုက်ပုံဖော်နိုင်ပြီလေကျမလည်းကျမစိတ်ဓာတ်ကိုလှလှလှခွင့်ရသွားပြီကျမရဲ့တပုံတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်တယ်မိတ်ကပ်ပစ္စည်းတွေကိုလည်းအများကြီးဝယ်တယ်ပြီးတော့ကဲချစ်ကိုလည်းတွားတာပဲရှေးလာရှောင်းစီရဲ့ပုံပြတစ်ခုကိုတော့မဝယ်ထားပါသေးတယ်ဆားလုပ်ကြည့်ဖို့တော့နည်းနည်းကြောက်နေမိတာပေါ့ဒီတော့ကျမလည်းတပုံလေးနဲ့ပဲရိုက်ထားလိုက်ပါတယ်အဲ့ဒီပုံတွေက like တွေအများကြီးရနေတာ ဒီနေ့ကျတော့အာနီနဲ့သူတငယ်ချင်းတွေကကဲချီပါတီတစ်ခုလုပ်ဖို့အတွက်စီစဉ်နေကြတာကိုတွေ့လိုက်ရပါတယ်။ Wow! ကျမလည်းအဲ့ပါတီဝဲကိုတက်ချင်တယ်။အာနီကရေလိုင်းတွေရဲ့ပြင်ကျမသူ့ကိုလည်းဖိတ်လိုက်ပါတယ်။ဒါပေမဲ့သူကပြုံးယုံပဲပြုံးလိုက်ပြီးတော့ဝိုးကောင်မလေးရေဒါကတီးတက်ပါတီပါနော်။သူကျမကိုဘလို့ခေါ်လိုက်တာလဲ။ကျမဒေါသရဲ့အသေးထွက်သွားပါတယ်။သူကကျမတကူလုံးကိုအပေါ်အောက်ကြည့်လိုက်ပြီးတော့အဲ့စကားကိုပြောလိုက်တာလေ။ တကယ်လို့ကျမသာပုတ်ပြပေါ်မှာ10မိနစ်လောက်နေနိုင်သူကအဲ့ဒီပါတီဘက်ကိုတက်ဖို့အတွက်ဖိတ်စာပေးမယ်လို့ပြောလာပါတယ်။ကျမကလည်းအဲ့ဒီဖိတ်စာကိုအရမ်းလိုချင်နေတာပါ။ကြည့်ပြီးတော့သင်ယူနော်။ကျမတကူလုံးကိုတုံရင်နေပြင်မဲ့ရေရဲကိုဆင်းပြီးတော့ပုတ်ပြပေါ်မှာမတက်ရလိုက်ပါတယ်။ချက်ချင်းပဲရေရဲကိုပြုတ်ကျသွားတာပေါ့။ပြီးတော့ခေါင်းပေါ်မှာရင်ညစ်တွေတင်းနေပါတယ်။အနီးနဲ့သူတင်ငယ်ချင်းတွေကအထာကိုဗီဒီယိုရိုက်ထားပြီးတော့ကျမကို share နေကြပါဗျ။ဟာဟာဟာမိုက်တယ်ဟာ ငါတို့ပြိတ္တတွေကဒါကိုကြိုက်ကြမှသိကြတယ်။ကျမကိုကျမအကွင်းပြင်းတွေကလူပြက်တယောက်လို့ခန်းစားလိုက်ရပါတယ်။ဒါပေမဲ့ကျမလက်မလျှော့ပါဘူး။ညနေကြရလေးချိန်မယ်လို့ဆုံးဖြတ်ချက်ချထားလိုက်တာပေါ့။ဂျာမကျမကိုဘယ်သူမှမမြင်နိုင်အောင်လေ။ပြီးမှအားလုံးကိုအထင်ကြီးအောင်လို့လုပ်မယ်ပေါ့။ဒါပေမဲ့အခုလောလောဆယ်တော့အမေရှိရကျမရဲ့အိမ်ကိုပြန်ရအောင်မှဖြစ်ပါတယ်။တမီးလေးရောက်လာပြီလား။မိမိကတမီးအတွက်ညစာပြင်ပေးထားရနော်။သူပြင်ထားတဲ့ညစာကလည်းတမျိုးလုံးကိုစတူဒီယိုသားကျွေးရလို့တဲ့အထီးပဲ။ အမေကအကွာရှင်းထားတာဆိုတော့အချိန်များကြီးပိုနေတာကိုချီတော့သူမပြင်းရအောင်လို့ဆိုပြီးတော့သူ့ရဲ့အချိန်တကိုမိဖို့ထားနေမှာပဲအကုန်နေတတ်ပါတယ်။ဘာလို့လဲဆိုတော့အမေကသူ့ရဲ့အားလက်ချေတော်တော်များများကိုကျမနဲ့ပဲတူတူကုန်ဆုံးခြင်းကြတာပါ။ကျမမှာတငယ်ချင်းတွေအတွက်တောင်မှအချိန်မရှိပါဘူး။ကြောက်တတ်တယ်။ညနေဆိုရင်ရှီလာရှောက်စီရှိတယ်။လေးစင်းမှုရဲ့ရလက်အနေနဲ့အာနီနဲ့တဲ့ငယ်ချင်းတွေကိုကျမရဲ့ကြွေးချင်မှုတွေကိုပြဖို့အဆင်သင့်ဖြစ်နေပါပြီ။ကျမရှီရဲကိုဆင်းလိုက်တာနဲ့အမေကကန်းချီကိုရောက်ချလာပါတယ်။ တမီးလေတမီးရဲ့တငယ်ချင်းတွေအတွက်အမေတန်မြားရေးဖြော်လာခဲ့ရယ်တတိထောင်တော်တမီးတမီးဂျယ်လီငါးတွေကိုက်ခံရတော့ကအချိန်ကိုမှတ်မိလားအမေတမီးကိုအရှက်ခွဲအောင်လုပ်နေရလားဟမ်နို့ဘယ်တော့ကဂျယ်လီငါးတွေကကိုက်သွားတာလဲအနီနဲ့တဲ့တငယ်ချင်းတွေကအချမကိုထပ်ပြီးတော့ရေချပြန်ပါတယ်။ချမလည်းအမေကိုပြောဖို့ဆိုပြီးတော့သွားလိုက်ရပါတယ်။ပြီးတော့အမေကိုလည်းဝါသနာတစ်ခုခုဖန်တီးပေးရမယ်ဆိုတော့ကိုချမနားလည်လိုက်ပါတယ်။ ကျမကိုရိုင်းကခလလလူငယ်တွေချားရဲကိုဝင်းဆန်းကျင်နေတဲ့သူတယောက်ဖြစ်နေတာကိုကြည့်တော့ကျမလည်းနောက်တစ်နေ့ကြောင်းတက်တော့အမေရဲ့ဖုန်းကိုရှူပြီးတော့ TikTok account တခုခုဖွင့်ပေးလိုက်ပါတယ်အမေရဲ့ဟင်ချက်တဲ့ဗီဒီယိုတွေကိုဒီမှာတင်လို့ရပြီနော်အမေရဲ့ TikTok account က follower တွေကိုလည်းဒီကနေ့စကားပြောလို့ရတယ်စိတ်ဝင်စားစရာပဲကျေးဇူးပဲကလေးအခုတော့အမေလည်းကျမကိစ္စတွေကိုဝန်မပါတော့ဘဲနဲ့သူ့အလုပ်နဲ့သူရှုံးနေရဲ့ထင်တာပဲခဏတစ်ပြုတ်တော့အလုပ်ဖြစ်ပါတယ် ကျမကအာနီကိုအထင်ကြီးအောင်လုပ်ဖို့ကြိုးစားနေတော့မှာအမေကတော့သူဟင်းချက်တဲ့ဗီဒီယိုကိုရှာနေတာပေါ့ကဲဆိုကျွန်တော်ကျမကတိတ်ပြီးတော့ကန်ကောင်းတဲ့အထင်မပါပါဘူးဒီလိုနဲ့တနေ့ကျမကျောင်းကနေအိမ်ကိုပြန်လာတဲ့အချိန်မှာချောက်ရှာရီကိုတပြုတ်တစ်ခေါင်းကြီးဂျုံလိုက်ရတာပါအဲကန်ထဲမှာနီကီမီနော့တချင်နဲ့မိမတယောက်ကအဖေနေလွက်ကနေရာကိုတွေ့လိုက်ရတာပါသူ့ကိုသူလည်းဖုန်းထဲမှာအာယုံကိုအပြည့်ဆိုင်ထားပါတယ်အဲ့ဒီယူမကြီးကဘာတူလဲကျမရဲ့အိမ်ကိုသူကဘာလုပ်နေရလဲနေပါဦးအဲ့ဒါအမေလား အဲ့အော်တော်လာတမီလေးကျမဖြေလဲတော့လဲကြတော့မလို့ပဲအမေကိုကျမမှတ်တော့မမှတ်မိပါဘူးသူကစပင်းတွေကိုလည်းပုံစံပြောင်းထားပါတယ်ပြီးတော့လက်သရွေကိုလည်းအရှိထားတယ်မိကနဲ့အဝတ်စားတွေကလည်းပြုတ်ပြဲနေအောင်လို့ပြင်ထားပါသေးတယ်ဘီယွန်စေဖျော်ပြပွဲလုပ်တော့မှကြားနေရပဲအမေရဲ့ဘာဖြစ်လို့ဒီလိုပုံစံပေါက်နေရတာလဲဒီတော့အမေပြောတာကဘယ်သူမှသူ့ရဲ့ဟင်းချက်လျာတွေကိုစိတ်ဝင်စားချဘူးတဲ့ TikTok မှာနာမည်ကြီးဗီဒီယိုတစ်ခုကိုတွေ့လိုက်ပြီးတော့ဒါမျိုးဆက်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ ။တမီးရဲ့အဖေတို့ကအမေကိုဘာမှလောက်ခွင့်မပေးထားဘူးလေ။အခုတော့အမေလည်းလှုပ်ရှင်ရကိုလောက်ခွင့်ရှိလာပြီပဲ။ထုခပါပဲ။ကျမလည်းမကောင်းဆိုးတကွာကိုဖန်တီးလိုက်မိတာလား။ကျမတကယ်ချင်းနဲ့အမေဗီဒီယိုတွေကိုမတွေ့ပါစေနဲ့လို့ဆုတောင်းရုံပဲရှိပါတယ်။မဟုတ်ရင်တော့ကျမကသူတို့အတွက်အစိတ်ကြိုက်ဟားဆရာကြီးကိုဖြစ်နေတော့မှာအရင်ညနေမှာကျမလဲပုံမှန်အတိုင်းကဲကြီးဘက်ကိုထွက်လာကြည့်လိုက်ပါရယ်အာနီနဲ့သူ့တငယ်ချင်းတွေကျမကိုတတိထားမိအောင်လို့လဲကျမမကြိုးစားတော့ပါဘူး တောင်ပြင်ပေါ်မှာပဲငေါ့ထုတ်ပဲထိုင်နေလိုက်ပါတယ်။တိတ်မကြခင်မှာရေလာရှာဆီဆီတဲ့လူအုပ်ကြီးကတိတော့တပုတ်ကိုစုပြုံပြီးတော့ကြည့်နေတာတွေ့လိုက်ရပါတယ်။သူတို့စီကနေကျမနဲ့ရင်းနှီးနေတဲ့အတန်းတစ်ခုကိုကြားလိုက်ရပါတယ်။တွားပါပြီ။သူတို့တွေကျမမေရဲ့ channel ကိုတွေ့သွားချပြီ။ကျမတိတ်တိတ်လေးဖြစ်ပြီးတော့ပျောက်ကွယ်သွားချင်လိုက်တာနော်။နောက်တော့သူတို့တွေကကျမမေရဲ့ဗီဒီယိုတွေကိုသဘောကျနေတာတွေ့လိုက်ရပါတယ်။ Wow! သူကအကျန်းနဲ့ပေါင်းတဲ့ထီအောင်လို့ခွဲထားနိုင်တယ်ဟာ။မိုက်တယ်။ငါတို့ follow လုပ်လိုက်တော့မယ်။ သူတို့တွေကဒါမျိုးကိုသဘောကျတယ်ဆိုမှတော့ကျမကလည်းဒါကိုအသုံးချလို့ရတာပေါ့အဟမ်းညီတို့ကငါ့အမေကို မမက်မိကြဘူးလားတကယ်ကြီးလားသူကအများကြီးပြောင်းလဲသွားတယ်နော်ငါတို့ကိုသူနဲ့မိဆက်ပေးပါလားကျမလည်းသူတို့ကိုအိမ်ကိုဖိတ်လိုက်ပါတယ်ရှေးလာရှောင်းစီသမားတွေကလည်းကျမရဲ့အမေနာမှာဝိုင်းနေကြပါတယ်အမေကိုကြည့်ရတာတကယ်ကိုဆယ်လီတယောက်လိုပဲလေအလုံးကအမေကိုဝိုင်းပြီးတော့ချီချူးနေကြတာပေါ့အမေရဲ့မျက်ဝန်းတွေကကြောက်တယ်လို့ပဲအရှာတောက်လက်နေတာ နောက်တော့အမေလည်းစပွဲဘုတ်ကိုတက်လိုက်ပြီးတော့အုတ်ချုံကွတ်ကီးရဲ့အကြောင်းကိုရရပြပါဗျာ။ဒီလောက်ထိရှက်စရာကောင်းလိမ့်မယ်လို့ကျမတစ်ခါမှမတွေးထားခဲ့ဘူး။ကျမမျက်နှာလည်းအခင်းအကျီတီတလုံးလုံးနီးမြဲနေခဲ့ပါဗျာ။သူတို့တွေကဗီဒီယိုရီဂရောင်းမှာအတူတူရိုက်လက်ကြသေးတယ်။ပြီးတော့အကန့်ချီပါတီဂရောင်းမှာဖိတ်သွားချပါဗျာ။၅မိနစ်လောက်အရှက်ခွဲခံလိုက်ရတာဒါမျိုးကြတော့တန်သားပဲ။ညလဲပါတီကိုလာရင်တိတ်ကောင်းမှာပဲနော်။နေကတောင်းလဲချစ်စရာကောင်းတယ်။နောက်ဆုံးတော့ကျမအာနီနဲ့အတူတူရှော့တော့ခွင့်ရခဲ့ပါပြီ။ အာနီနဲ့သူ့အမကန်ပြိသက်တွေကြောင့်ကျမအမေရဲ့ channel ကတအားပေါက်သွားပြီးတော့အောင်မြင်တဲ့ blogger တယောက်ဖြစ်လာခဲ့ပါတယ်။နောက်တော့အားအကြောင်းပဲကျမလည်းနာမည်ကြီးလာခဲ့ပါတယ်။ကျမတို့တွေလည်း video တွေကိုတူတူရိုက်ကြတယ်။တဖြည်းဖြည်းနဲ့အဖေကလည်းကျမတို့အကြောင်းကိုတည်သွားပါတယ်။ဘာလို့လဲဆိုတော့အဖေကကျမတို့စီကိုပန်းစီရီနဲ့တောင်းပန်စာကိုပို့လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အမေကတော့အဖေစီကလက်ဆောင်တွေအကုန်လုံးကိုလွတ်ပစ်လိုက်တာပေါ့။တနေ့ကျတော့အဖေနဲ့အမေဖုန်းပြောနေတာကိုကျမကြားလိုက်ရပါတယ်။အဖေကအမေကိုခွင့်လွှတ်ပေးဖို့အတွက်တောင်းပန်နေတာဖြစ်ပါတယ်။ လူကြီးပြပြဆွေးနွေးချရအောင်ပါ။မင်းကခလေးလိုလာပြီးတော့လုံနေရပဲ။ဟုတ်လား။ဒီလိုဆိုရင်အမေကဆိုတာကိုနည်းနည်းဆုံးသတ်လိုက်ပြီးတော့လေးချေချေကြီးတက်လိုက်ပါရယ်။အမေဒီလိုမျိုးလေးချေတက်တာကိုကျမတစ်ခါမှမကြဘူးပါဘူး။နောက်တော့အမေကအဖေကိုနောက်တစ်ခေါက်ဖုန်းမခေါ်ဖို့အတွက်ပြောပြီးတော့ဖုန်းကိုချပစ်လိုက်ပါရယ်။အဖေပြောတဲ့အထက်အမေအကြံကတခခုရမှန်းနေပါရယ်။ဘာလို့ဆိုတော့မမေကအရင်ကထပ်ပို့ပြီးတော့ထူးဆန်းလာနေလို့ပါ။ပါတီပွဲတွေကိုလုပ်ပြီးတော့ကျမတငယ်ချင်းတို့ကိုလည်းဖိတ်တက်လာရယ်။ အစကတော့ပျော်စရာကောင်းခဲ့တာပေါ့ဒါပေမဲ့နောက်တော့ကျမတို့အင်ဒီနာချူနေကဆုညနာချာရဲတိုင်နာတွေလှုပ်လှချပါတယ်ပြီးတော့ကျမလည်းအိစာပုတ်ကိုအယုံမဆိုင်နိုင်တော့ဘူးအမေကခရီးစီချောင်းထဲမှာအရန်ကိုမြောပနေပါတယ်အမေကဘလောက်ထိလဲဆိုတော့နှက်ခမ်းဖီလာတွေကိုလည်းထိုးလိုက်ပါသေးတယ်အမေဘာဖြစ်လို့အထစ်လိုလှုပ်ထားတာလဲဘာလို့လဲဟုတ်လားအမေရဲ့ follower တွေကဒီလိုပုံစံအသစ်ကိုကြိုက်ကြတယ်လေတမီလာတိုက်ပြီးတော့ကြည့်မကောင်းသေးဘူးနော်ဗီဒီယိုကိုလူကြည့်နေကုန်လိမ့်မယ်နော် အမေတို့တောက်တန်နေကြလို့ရှိရင်ရှင်းသွားပြီးတော့တက်တူလက်စတူထိုးကြမယ်။စကွတ်ထိုင်ရမယ်။ခန္ဓာကိုယ်ကနည်းနည်းလေးပြေးလာအောင်လို့ပေါ့။အမေအမေတော်တော်များနေပြီတော့။အမေကနှစ်ချက်ကိုတက်လိုက်ပြီးတော့အစ်မပြောတော့ကိုနားမထောင်တော့ပါဘူး။အိမ်မှာလည်းဘာစားစရာမှမရှိတော့ဘူးလေ။ဘာလို့လဲဆိုတော့အမေကကျမတို့စားဖို့အတွက်ဘာမှလည်းမဝဲဘာမှလည်းမချက်ပြုတ်တော့ဘူး။အကောင်လုံးကိုကျမဘာသာတယောက်ထဲလိုက်ပြီးတော့လုပ်နေရပါတယ်။အမေကတော့စတိုင်ဖုန်းကိုပဲကြည့်နေကြတာပါ။ ကျမဘွားရဲမှာတခုရဲတော့ပျော်ရွှင်စရာဆိုလို့အာနီနဲ့တူတူရေလောင်ရှောင်းစီစီရတာလေးပဲရှိပါတော့တယ်။ဖုတ်ပြပေါ်မှာကျမယုံကြည်မှုရှိရှိနဲ့မတည့်ရဖို့အတွက်အစင်းသစ်ဖြစ်နေခဲ့ပါပြီ။လှိုင်းစီဖို့လည်းအစင်းသစ်မယ်လေ။လောက်ထားကလေးနေလုံးနိုင်ပါရဲ့။နောက်တော့အမေကကဲချင်မှာပေါ်လာတယ်။အားလုံးရဲ့အာယုံတွေအကုန်လုံးကအမေစီကိုရှောက်သွားခဲ့ပါရဲ့။ဟေးကိုလူတို့ကျမကိုကြည့်လိုက်ကြ။ဘယ်သူမှကျမကိုမကြည့်တော့ပါဘူး။ဘာလို့လဲဆိုတော့အားလုံးကအမေကိုပဲဝိုင်းကြည့်နေကြတော့ကို။ အမေကကျမရဲ့အချိန်ကောင်းလေးကိုလူယူသွားကြတာပဲကျမလည်းဒေါသတစီနဲ့ရေရက်ကတက်လိုက်ပါတယ်နောက်တော့ရုတ်တရက်ပဲကျမရဲ့နှလုံးသားလေးလန့်သွားတော့ကိုခံစားမိလိုက်ပါတယ်အာဒီနဲ့သူတဲ့ငယ်ချင်းတွေကကျမအမေကိုဗီဒီယိုရိုက်ပြီးတော့မကောင်းတဲ့မက်ချက်တွေလည်းပေးနေကြတာသူ့ကိုကြည့်လိုက်အောင် fashion blogger လို့လို့ဘာလို့လို့လုပ်နေတာတကယ်တမ်းကျတော့အမေရဲ့အောင်မြင်မှုလေးဝက်ချက်ကအဲ့ဒါပဲပေါ့သူ့ရဲ့ follower တွေကသူ့ကိုအားပေးကြတာမဟုတ်ဘဲနဲ့လှောင်ပြောင်နေကြတာဖြစ်ပါတယ်အင်ရောက်တော့ကျမအမီနက်စကားပြောချင်ဖို့ကြိုးစားပါသေးတယ် သူပြန်ပြီးတော့အသိစိတ်တွေလာမလားလို့ပေါ့အမေအမေကကိုကိုရောတမိကိုကိုပါအရှက်ခွဲနေတာအမေမသိဘူးလားအမေကသူ့တို့အတွက်လူပြက်တတ်တတ်ပဲနော်နင်းကပြင်းစရာကောင်းပြီးတော့ငါကနင်းထက်ပိုပြောနေရလို့နင်ကငါ့ကိုမနာလို့ဖြစ်နေရမလားနင်းကနင်းအဖေလိုပဲပြင်းစရာကောင်းတယ်ကျမနဲ့အမေလည်းအကြီးအကျယ်စကားများခဲ့ကြပါရယ်နောက်နေ့ကျတော့အမေကပါတီအကြီးကြီးကိုပေးမယ်လို့ပြောပြီးတော့သူ့အင်ကန်တစ်ခါကိုထိန်းသိမ်းရခတ်တဲ့စေချောတက်တွေလိုစောင့်ပေးသားပါရယ် ကြော်ပြီးတော်တော့ပြီကျမတရားနဲ့စကားပြောဖို့လိုတယ်ဒီလိုနဲ့ကျမလည်းအဖေစီဖုန်းခေါ်လိုက်ပါတယ်တမီးဘာလို့မမသိတော့ဘူးကိုကိုကိုစိုးရနေတယ်လို့ခန်းစားရတယ်အဖေအဖေနားလေပါတယ်တမီးရဲ့အဖေမသွားတယ်အဖေအဖေတမီးလေးကိုအရှမ်းလွှဲတယ်အဖေကကျမကိုသူနဲ့အတူတူလာနေဖို့ပြောပါတယ်ကောင်းတာပဲအဖေကလည်းကျမအပေါ်အရန်တင်းကျပ်ခဲ့မိတဲ့အတွက်တောင်းပန်လာပါတယ်ပြီးတော့ပြောင်းလဲပြမဲ့လို့လည်းဂတိပေးလာခဲ့ပါတယ် ကျမလည်းအဖေကိုအခွင့်အရေးပေးဖို့အတွက်ဆုံးဖြတ်လိုက်တာပေါ့ကျမအမေကိုတော့ဘာစကားမှပြောခဲ့ပါဘူးကိုထုတ်ကိုဆွဲပြီးတော့အဖေစီကိုထွက်လာခဲ့လိုက်တယ်လေအဖေရဲ့တိုက်ခတ်တက်ကစစိုးကပဲခြေအိတ်တွေကလည်းနေရာတကာပွားစီတက်နေတာပဲပကံစီးတဲ့ဘေးစင်မှာလည်းညစ်ပတ်တဲ့ပကံတွေကအပြေရှိခဲ့တဲ့တာရမှာလည်းစားစရာဆိုလို့စားပြီးသားပြီးစားပဲရှိပါတယ်အဖေအလုပ်တွေတော့အလုပ်နေကြရတာနဲ့တန်ရှင်းလို့ဖို့အချိန်မရှိခဲ့လို့ပါတမီးရရပါတယ်တမီးကူပေးမှာပေါ့ ကျွန်မလည်းအတန်ရှင်းတွေကိုလုပ်ပြီးစားစရာတွေကိုစတိုးဆိုင်ကနေဝယ်လာပြီးတော့ရေကဲတက်တာမှအပြည့်ဖြစ်ပေးထားလိုက်ပါတယ်။အဖေနဲ့ကျွန်မညနေကျတော့စကား AC ပြပစ်ခဲ့ကြပါတယ်။တကယ်မိသားစုအစ်စ်တွေလိုမျိုးလေ။ပြီးတော့ကို့အမူအရာကိုကြည့်ပြီးတော့ဗာလဲဆိုရဲခမန်းနဲ့ဂိမ်းလေးတွေကိုလည်းကစားကြပါတယ်။နောက်ဆုံးတော့ကျွန်မအစားရီပုတ်ကိုပြန်ပြီးတော့အာရုံဆက်လက်နေကြတာပေါ့။ဒါပေမဲ့တတိပေးလိုက်ပါဦးမယ်။ကျမရဲ့ပျော်ရွှင်မှုကကြာကြာမခံခဲ့ပါဘူး။ တရကြကျမကန်းချီကိုပုတ်ပြားနဲ့ရွှေလော်ရှော့စီတော်စီရောမဲ့အချိန်မှာအဖေကတားလာပါတယ်။ညစာချက်အောင်ပြီးတော့အဖေအကြီးတွေကိုလည်းမိဖို့တိုက်ပေးအောင်ပြီးတော့ဂျာရီကိုလည်းအရှင်တန်ရှင်းလုပ်လိုက်အောင်နော်ပြီးတော့အဝေစားတွေကိုလည်းဒီလိုဝတ်ပြီးတော့အပြစ်မထွက်နဲ့အဖေကပါလေတမီးကိုဘာဖြစ်လို့ဒီကိုခေါ်လာတာလဲအဖေကအိမ်ပေါ်လိုအပ်နေရလားနင်ကောက်ဆက်ပြီးတော့အခန်းပြောနေမယ်ဆိုရင်ငါနေ့ကိုအိမ်ပြန်ထွက်ခွင့်ပိတ်တယ်နင်ဖုန်းကိုလည်းငါသိမ့်မယ်အိုးရှုံးမိတော့မလို့ပဲ ်ဖေကလောအောက်ကိုပြောင်းလဲမသွားဘူး။ကျမလည်းသဘောတူခြင်းကိုဆောင်းလိုက်ပြီးတော့ဖြင်းရှင်းဖို့အတွက်ဒီလက်ရှာကြည့်လိုက်ပါရစေ။ကျမရဲ့အဖေရောအမေရောကတကယ့်ကုံကတုံးနေပါ။အမေကလည်းခလေးဆန်နေတယ်။ကျမရှိတာကတော့မေ့နေတဲ့အချိန်ပဲ။ပြီးတော့အဖေကလည်းကျမကိုအိမ်ပေါ်တတလို့ပဲမြင်နေတယ်။တကယ့်ကိုဆူဆူဝါပဲ။ကျမတို့ပြောခဲ့ချက်ပူပါရစေ။ကျွန်းဖို့ကတဲ့အိမ်လေးထဲမှာပြပြရွှေရွှေနဲ့နေခဲ့ချက်ပူပါရစေ။အရှင်တော့ကတော့တကယ့်မိသားစုလေးတစ်ခုပေါ့။အင်းဒေသပောက်ကိုကျမအဖေနဲ့အမေကိုသင်ခန်းစာပေးရပါမယ်။ ချိုရှင်လုံးလေးတွေကိုရှူရှီလာရှော့စီပုတ်ပြားကိုလည်းရှူလိုက်ပြီးတော့အကန်းစီဘက်ကိုထွက်လာခဲ့လိုက်ပါတယ်တဲအိမ်လေးနဲ့ကျိုးလေးကတိတ်မဝေးဘူးလေပြီးတော့ကျမလမ်းလေးတည်ပါတယ်အဲ့ဒီကိုသွားတဲ့လမ်းမှာကျမကျောပွေးရဲ့ထက်ကဖုန်းကိုထုတ်လိုက်ပြီးတော့ဆစ်လိုက်ပါတယ်မိဘတွေအတွက်ဗီဒီယိုမက်ဆေ့ချ်တစ်ခုကိုလည်းချန်ထားလိုက်ပါတယ်ဒါမှကျမကိုသူတို့ဘယ်နေရာမှာရှာမလဲဆိုတာကိုသိမှလေအဖေနဲ့အမေကအရန်လွန်နေပြီနော် အမေက fashion blogger လည်းမဟုတ်ဘူးလေပြီးတော့အဖေအဖေကပြတော့ပြောင်းလိုက်ပြီဆို ရှင်လိုမျိုးပြန်ပြီးတော့ဖြစ်သွားတာပဲအဲ့ဒါကြောင့်အဖေကိုတမိကထားခဲ့တာတမိပယ်သွားတယ်လဲဆိုတော့အမေတို့ကမပြောပြတာ ਉ ဒီဗီဒီယိုကိုမြင်ပြီးသွားတဲ့အခါကျသူတို့ဘလို့ပုံစံဖြစ်သွားလဲဆိုတော့ကိုကျွန်မကြည့်ချင်လိုက်တာဒါပေမဲ့ကျွန်မသွားမယ့်နေရာကိုသူတို့ခံမမိလောက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်းလေးကကျွန်မရဲ့အနောက်နားမှာရှိနေတာကိုကျွန်မလည်းဖုန်းကိုတင်လိုက်ပြီးတော့ရှေ့တက်ကတက်လာခဲ့လိုက်ပါတယ်အခုကျွန်မလောက်ရမှာကတော့ကျွန်မမိဘတွေကိုထိုင်းဆောင်နေအောင်ပါ ကျမစီကိုတောင်းပန်လာပြီးတော့ခွင့်လွှတ်ပေးဖို့အတွက်ပြောရတဲ့အချိန်ကိုစောင့်နေရမယ်ဖြစ်ပါတယ်။နောက်ထပ်တစ်ရက်ကိုလည်းကျွမမလဲပြီးတော့မုတ်တွေဆောင်ရဲစောင့်နေလိုက်ပါတယ်။ Aurora Channel ရဲ့ဗီဒီယိုလေးတွေကိုကြည့်နေရရင်တက်ကောင်းပါပဲ။ဆိုတော့ကကျွမမအင်တာနက်ရောလိုင်းရောမမိပါဘူး။ညနေပိုင်းကျတော့မိုးတွေကလည်းတဲကြီးမဲကြီးရွာချလာခဲ့ပါတယ်။ကျမလည်းတဲအိတ်လေးတွေမှာဝင်ခိုးနေပြီးတော့ရှာသီဥတုကတညာလုံးကိုစိုးဝါနေပါတယ်။မိဆက်ကလည်းတက်စီကုန်သွားပြီးတော့ကျမမောက်ကျွမဲကြီးရဲ့မှာအကျောက်ထဲနေနေရပါတယ်။ ခေါမိုးတွေကလည်းရှိုးနေတယ်။မိုးရွာတော့အိမ်ထဲမှာဆူထိုင်းနေတာပဲ။မနေ့ရောက်တော့ကျမတိတ်ပြီးတော့နေလို့မကောင်းပါဘူး။အဖေနဲ့အမေကကျမကိုမမြင်တွေ့အောင်လို့မရှာချနိုင်သေးဘူးလား။ကျမအိမ်ပြင်ကိုလည်းထွက်လိုက်ရောအုံးပြည်တွေအမြင့်ကနေကျွတ်ပြီးတော့လဲနေရတွေ့လိုက်ရတော့အရှမ်းအံ့ဩသွားပါရဲ့။ကျမရဲ့ပုပ်ပြားကလည်းပင်လယ်ရဲကိုမြှောက်သွားပြီးကျမဖုန်းကိုထုတ်ကြည့်လိုက်တော့အသေးလွတ်လန့်သွားခဲ့ပါရဲ့။ကျမမိဘရရှိကိုဗီဒီယိုမပုတ်မိလိုက်ဘူးဟုတ်တာပဲဘာလို့လဲဆိုတော့ကျမမကဖုန်းလိုက်မှမမိတာ တည်ပါပြီအဖေနဲ့အမေကကျမဘယ်ရောက်နေလဲသိမှာမဟုတ်ဘူးကျမကျုံးပေါ်မှာတော့အစားစရာလည်းမရှိဘဲနဲ့ဖျားပြီးတော့တောင့်တနေပါရယ်ကျမလည်းကဲချိန်မှာခရုကိုနေနဲ့ကဲချပါလို့ရှိမလို့ပဲရှိသေးတယ်အာနီနဲ့တုတ်တငယ်ချင်းတွေအနားမှာရေလောရှော့စီးစီးလာတော့ကိုတွေ့လိုက်ရပါရယ်ကျမရဲ့နောက်ဆုံးလက်ကျန်ခုံအားလေးနဲ့သူတို့ကိုကဲပို့တော့လမ်းခေါ်ခဲ့ပေမဲ့အရင်ကတုံးတွေကကျမကိုဖုန်းတွေထုတ်ပြီးတော့ဗီဒီယိုရရင်နဲ့ရှင်းနေချပါရယ်ငါကနေတော့အကူကြီးကိုလိုအပ်နေတာအကောင့်နေရယ်အကွက်လေးကလာတယ်ဟေ့ နောက်တော့သူတို့တွေကကျမကိုတယောက်တည်းထားကြပြီးတော့ထွက်သွားခဲ့ကြပါတယ်။ကျမလည်းအပူချင်းကြောင့်ခေါင်းနဲ့မူးလာပါတယ်။ဒီလိုနဲ့ဘဝဆုံးပြီထင်ပါတယ်။ဘယ်သူမှကျမကိုကယ်မှာမဟုတ်တော့ဘူး။ကျမလည်းတတိလစ်ချင်တလို့ဖြစ်လာပါတယ်။တတိမလစ်သွားခင်မှာလေတစိနဲ့ကယ်စိသမားတွေနဲ့အတူကျမရဲ့မိဘတွေလာနေရကိုတွေ့လို့ရပါတယ်။ငါလည်းထင်အောင်ထင်မနဲ့ဘာလို့မြင်နေမိမှမသိပါဘူး။နောက်တော့ကဘာကြီးကတဖြည်းဖြည်းနဲ့မောက်ကြသွားပါတယ်။ကျမတတိရလာတော့အဆေးဥပကိုရှောင်နေပါတယ်။ ပြီးတော့မိဘတွေကဆွေရဲ့တကြီးနဲ့ကျမဘေးနားမှာရက်ချနေပါတယ်။ဒါဆိုရင်ကျမမိဘတွေကတကယ်ပဲကဲတင်ခဲ့ကြတာကိုအဖေတမီးကိုဘလို့လို့ပြီးတော့ရှာတွေ့တာလဲ။အာနီကပြပြတာလား။အဖေနဲ့မိကတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးတော့ဖဲတငချင်းကမှပြပြတာမဟုတ်ဘူးဆိုတဲ့အကြောင်းပြပါရယ်။ကျမပြောင်းနေတာကိုစိတ်ပူလို့လူစုပြီးတော့လိုက်ရှာကြည့်ကြတာပါ။ရှယ်ရီတောင်မှကျမကိုတွေ့အောင်မရှာနိုင်ဘူးတဲ့။အမေတို့ဟိုးရုံးကသွားနေခဲ့ဘူးတဲ့။ကျွန်းပေါ်ကအိမ်လေးအကြောင်းကိုတတိတော်ရမိလို့ပေါ့။ နောက်တော့အမေတို့တမီးရဲ့ပုံပြပြောင်းနေတာကိုတွေ့လိုက်ရတာနဲ့တမီးဖေရောက်နေလဲဆိုတာကိုသိလိုက်ရတာပါ။တောင်းမပါရယ်အဖေတို့အမားတွေပါ။အဖေတမီးဘော်ကိုအရန်တင်းချက်ခဲ့မိတယ်။တမီးနဲ့တမီးရဲ့အမေဘော်ကိုမျက်နှာတက်တာနဲ့မဆက်ဆံခဲ့မိဘူး။တမီးတို့နှစ်ယောက်ကိုပြစ်ထားပြီးတော့အမေလည်းဗီဒီယိုကပဲရှိုင်းနေမိကြတဲ့အတွက်တောင်းမပါရယ်နော်။အမေဗီဒီယိုကတမီးတွေလောက်ဆရာဖြစ်နေကြတာကိုအမေကိုယ်လည်းမသိခဲ့ဘူး။ပြီးတော့တမီးပြောက်သွားတာကိုလည်းသတိမထားမိခဲ့ဘူး။တောင်းမပါရယ်တမီးလေးရဲ့ အမေကသူ့ရဲ့ TikTok အကောင့်ကိုလည်းဖျက်ချလိုက်ပါတယ်။ပြီးတော့အဖေကလည်းကျမတို့အပေါ်ကိုလိုက်ပြီးချုပ်ဆယ်နေတဲ့စိတ်နဲ့ပတ်သက်ပြီးတော့အကူအညီမှုကိုခံယူခဲ့ပါတယ်။နောက်တော့ကျမလည်းတက်တာလာပြီးတော့အစီအုံကောင်တွေဆင်းလာခဲ့လိုက်ရပါတယ်။အဖေနဲ့အမေလည်းပြန်ပြေးလွယ်သွားပြီးတော့ကျမတို့မိသားစုလည်းအရှင်လိုပုံမှန်ပြဖြစ်သွားကြတာပေါ့။ကျမလည်းအာနီနဲ့ဆက်ပြီးပတ်သက်ဖို့အတွက်မကြိုးစားတော့ပါဘူး။ကျမကိုယ်တိုင်လည်းဟာတာဗီဒီယိုကိုသဘောကျပါတယ်။ချက်ပေမဲ့သူ့လိုမျိုးလူတွေကိုလိုက်ပြောင်ပြီးတော့ဟာတာလုပ်နေတဲ့သူတွေကိုတော့သဘောမကျပါဘူး။ တို့တွေကကျမတို့လူနေရာမှာကန်စားကြီးမှာတိမဲ့လူတွေကျမဒုက္ခအကြီးကျယ်ရောက်နေတာကိုသူတို့ကကဲတော့မကန်နိုင်ကြဘူးလေကျမတာမန်ဆက်တော်တယောက်ဖြစ်ရတော့ကိုပဲသဘောကျပါတယ်ဒီလိုနဲ့တနေ့ကျတော့အချမ်းကပြန်လာတဲ့အချိန်မှာသတင်းသမားတွေကကျမမိဘတွေကိုအင်တာဗျူးနေရာတွေ့လိုက်ရပါတယ်ဘာတွေဖြစ်နေရလဲကျမကဲပေးတဲ့ကဲစိအဖွဲတွေကတယောက်ကကျမမိဘတွေရဲ့အဆောင်ကိုတိတော့မှတင်ခဲ့ရတဲ့မိဘတွေကကျွမ့်ဖို့ကိုဘလို့ခက်ခက်ခဲခဲလာပြီးတော့ကျမကိုကဲတင်ပေးခဲ့ရတဲ့အကြောင်းပေါ့ အဲ့ဒီအချောင်းကပေါက်သွားပြီးတော့ကျမတို့လည်းနမဲကြီးသွားပါတယ်။တမီးလေးသူတို့တွေကအမေတို့အချောင်းကိုရုပ်ရှင်ရိုက်ချင်ကြတယ်တဲ့။အမေကတော့အမြင်မှုကြောင့်အောက်ထေလွထပ်ပြီးဖြစ်တော့မှာပဲ။ပရိသတ်ကြီးတို့ရေကျွန်တော်တွေကဟောလိဝုဒ်မှာရုပ်ရှင်သွားရကြတော့မလို့ဟာဟာအမလီဖျားရေကျမတို့မိဘတွေကလောကကိုပြောင်းလဲသွားကြအောင်ပဲ။အသက်16နှစ်ပြည့်ပြီးတော့အိမ်ကနေထွက်သွားရမယ့်အချိန်ကိုကျမမြင်ရောက်ရှိနေပါတယ်။ကျမရဲ့အကြောင်းကိုရောပရိသတ်တို့ဘလို့ထင်ကြလဲ။ကျမကတော့အခုပဲအထုပ်ပိုးသွားပြင်လိုက်တော့မယ်။ ဇလန်လီကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းပရိသတ်လေးတို့ကိုဒီလိုဇလန်ကောင်းတွေနဲ့အတူတင်ဆက်ပေးသွားပါအောင်မယ်။တရားလပရနီးရဲ့လေးတွေကိုပိုင်ဆိုင်နေကြပါစေနော်။